။အင်္ဂလန်တင်ဟာစီနီဂေါတင်ကိုခြေစမ်းပွဲမှာ၃ဂိုးတကူးနဲ့အရေးနေပြီး၄ရက်တွင်၂ချိန်မြောက်ကွင်းထဲမှာလောင်ပြောင်မှုတွေခံခဲ့ရပါပေမယ့်နီးပြတူချဲကထိတ်လန့်နေကြမလို့ဘူးလို့ပြောခဲ့ပါရတယ်။တူချဲကထိတ်လန့်နေကြမလို့ပါဘူး။ကျွန်တော်တို့ကစမ်းသက်တဲ့ပွဲမှာရှုံးနေခဲ့ပါရတယ်။ကျွန်တော်တို့ကခြေစဲပွဲ၃မှတ်ကစားထားပြီးရမှတ်၉မှတ်ရရှိတာတလို့ပေးကိုလည်းမပေးရသေးပါဘူး။ကျွန်တော်ကရှုံးနေရတာကမုံတီးတဲ့သူဖြစ်ပေမယ့်ခက်ခဲတဲ့စမ်းသက်မှုတွေဝမ်းသာပါရတယ်။ကျွန်တော်တို့ကလာမယ့်ပတ်မှာကဘာဝလိုက်ပြန်မယ့်ကိုတော့မှမဟုတ်ပါဘူး။ဒီနေ့တည်းပွဲတွေရှင်ပြောင်းအောင်မှာဖြစ်လို့ပန်ဆိုင်မှုတွေပိုရလာမယ်လို့ထင်ပါရတယ်။ကျွန်တော်တို့ကစီနီဂေါရဲ့ရည်သွေးကိုခန်းစားခဲ့ရပြီးဒီဘက်ကစမ်းသက်ဖို့အမှန်ကန်တဲ့အရာလို့ပြောခဲ့တာပါ။ အင်္ဂလန်အသင်းဟာဒီဘက်မှာအသင်းကောင်းဆုံး Hurricane ရဲ့အသွင်းဝင်နဲ့ဦးဆောင်နိုင်ခဲ့ပေမယ့်စာ DRR နဲ့စာပလီတို့ကစီနီဂေါ်အသင်းတွေချေပါဖို့နဲ့အနိုင်ကိုလည်းသိမ်းယူခဲ့တာဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာစီနီဂေါ်အသင်းကိုအရေးနှိမ့်ခဲ့ရာကြောင့်နီးပြတူရှယ်လက်ထက်မှာပထမဆုံးရှုံးဝဲကြုံတွေ့ခဲ့ရသလိုစီနီဂေါ်အသင်းဟာအင်္ဂလန်အသင်းကိုအနိုင်ရတဲ့ပထမဆုံးအာဖရိကအသင်းဖြစ်မှတ်တမ်းဝင်ခဲ့တာပါ။အင်္ဂလန်အသင်းဟာပြီးခဲ့တဲ့ Andorra အသင်းနဲ့2026ဥပဒေလားခြေစစ်ပွဲမှာပရိသတ်တွေရဲ့လောင်ပြောင်မှုတွေခံခဲ့ရသလိုစီနီဂေါ်အသင်းနဲ့ပွဲမှာလည်းလောင်ပြောင်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။အင်္ဂလန်အသင်းနီးပြတူချယ်ကတော့ကမ္ဘာ့ပြိုင်ပွဲနဲ့ဝေးကွာနေသေးတာကြောင့်ထိတ်လန့်နေစရာမလိုဘူးလို့ပြောခဲ့တာပါ။အင်္ဂလန်အသင်းကောင်းဆောင် Hurricane က သူတို့ကဒီဘက်မှာလုံလောက်မှုမရှိတဲ့အတွက်ပိုကောင်းအောင်လုပ်လို့လိုအပ်ပြီးနောက်လာမယ်နိုင်ငံအသင်းရဲ့စကန်သွင်း၄ချက်မှုတိုင်းကအလွန်အရေးကြီးတယ်လို့ပြောခဲ့ပါဗါးဟာရီကိန်းကအန်ဒူရာအသင်းရဲ့ပွဲမှာလည်းအင်္ဂလန်အသင်းနဲ့တလုံးသွင်းအနိုင်ကိုသွင်းယူခဲ့တာပါအင်္ဂလန်အသင်းကစက်တင်ဘာမှာ၂၀၁၆ကမ္ဘာ့ခြေစစ်ပွဲတွေဖြစ်အန်ဒူရာဆာဗီးယားအသင်းတို့နဲ့ရှင်ပိုင်ရမှာဖြစ်ပါတယ်